ရေကြီးနှမြုပ်ခဲ့တဲ့တာပေါင်းမြို့နယ်ကကျေးရွာတွေမှာသွေးလွန်တုပ်ကွေးရောဂါတွေဖြစ်ပွားနေတယ်လို့ကျေးရွာတွေမှာအခမဲ့လိုက်လံဆေးကုသပေးနေတယ်လူမှုရေးအဖွဲ့တွေကပြောပါတယ်ရေကြီးနှမြုပ်ခဲ့ပြီးနောက်ချင်းတွေပိုများလာပြီးကြေးရွာအချို့ကကလေးငယ်တွေမှာသွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေမြင်တွေ့လာခဲ့ပါတယ်။လက်ရှိအခြေအနေမှာလည်းရေတွေဝင်နေတဲ့အနေအထားကြောင့်တာပေါင်းမြို့နယ်ဆေးရုံကို သွားရောက်ဆေးကုသဖို့ခက်ခဲမှုများရှိနေပါတယ်။ ခြေရွာတွေအရအခမဲ့ကျမ်းမာရေးစောင့်ရှောက်ပေးခဲ့တဲ့ဒေသခံကိုမျိုးသက်ဦးကခေနန်၊ကွင်းပေါက်၊လက်ခုတ်ရွာတွေမှာသွေးလွန်တုပ်ကွေးဖြစ်နေတဲ့ကလေး22ဦးလောက်ကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဆေးဝါးကူတာပေးမဲ့၃ရက်စာလောက်ပဲဆေးပေးနိုင်ခဲ့ပြီးထောက်ပံ့မှုတွေတော်တော်ကိုလိုအပ်နေသေးတယ်လို့ကိုမျိုးသက်ဦးကဆက်လက်ပြောပါတယ်။လက်ရှိရင်းနှီးမြှုပ်ပြီးနောက်အေယာဝတီတိုင်းဒေသကြီးအတွင်ဖြစ်ပေါ်နေတဲ့နောက်ဆက်တွဲအခြေအနေတွေကို11 Media Group ကသတင်းထောက်ကိုမင်းသူဝင်းထုတ်ကသတင်းပေးပို့ထားပါတယ်။ ုဆွလွတ်တို့ရောပါပါအခုဆိုကျွန်တော်ရေပြန်ကြပါရဲစာပေါင်းလို့စာပေါင်းဒေတာမှာဆိုတော်တော်လေးဖြစ်လာတာကဘူးကျွန်တော်ဟိုဒေတာနဲ့လေးဒီကနေကျွန်တော်သတင်းတွေရရှိတယ်။ဟာဘယ်လိုမျိုးသူကပြင်လာလဲဒီအဲ့ဒီနေရာကအရင်ကကျွန်တော်တို့ကရုံးမတော်နဲ့ဆက်ဆက်ပြီးတော့ငပြားရဲ့ငပြားနဲ့ဆွလွတ်တို့ရောပါကမကြကနလို့ဖြစ်ပေါ်နေကြနေရာတွေဖြစ်တယ်။ဒါနဲ့အခုကျတော့ကျွန်တော်တို့ရေလေးထိလိုက်တဲ့အချိန်မှာကျွန်တော်လမ်းလေးလည်းပြည့်စည်သွားတယ်။ဥသိငယ်လည်းစာပေါင်းလေးစာပေါင်းဒေတာကရေပြန်ပေါ်ခြင်းကဒီနေရာကလည်းပြောင်းပေါ်ခြင်းမရှိသေးဘဲနဲ့ဒါလည်းရရင်ကရေပြန်ပေါ်ခြင်းရှိသေးတယ်ဆိုတော့လမ်းမဆက်တွေဖြစ်တော့တယ်။ဖြစ်တော့တဲ့နေရာမှာအမှကလေးတွေက သူတို့ကသူတို့တော့စဉ်းမမတည်တဲ့နဲ့ဟိုရွာထဲမှာအပူကြီးရဆိုပြီးပုံစံမျိုးတွေနဲ့စုံနေနေရတဲ့အတွက်မှာအဲ့ရဒေတာလန်တွေကပဲလက်မီကူညီကြောင်းတဲ့အတွက်ဆရာဝန်တွေပေါ့နော်စစ်သားချင်းဆရာဝန်တွေကဟိုကိုယ်ပိုင်သေးသွားရင်လည်းသူစဉ်းပြီးတော့ဟိုရွာတွေအလိုက်ကိုလိုက်ပြီးတော့စဉ်းကူတာပြီးတော့တမိုက်တွေစစ်သေးတဲ့နေရာမှာဘာလို့သူတို့တော့သွားပြီးတော့ပြေးရလဲဆိုတော့ခလေးကြီးဒီရောမှာအလေးပေါ်တော့၃ယောက်လောက်ကသူတို့တို့ကရောတာဖြစ်သွားနေတယ်အဲဒီလိုပြီးတော့သူတို့ကသွားပြီးတော့တွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကတော့ အဲ့ဟိုခုသုတပေးနေတယ်ဆိုတာမျိုးနဲ့တက်လိုက်ရေးကိုစင်းပေါက်ချောက်ပေးနေဆိုတာတွေကတော့မရှိသေးဘူးသင်္ကြန်ချင်းတရားဝင်တွေကတော့ကိုစင်းပေါက်ချောက်ပြီးတော့လုပ်ပေးနေတာကိုကျွန်တော်တွေ့ရတယ်ဒီလိုကျမရဲ့ခန္ဓာတွေဆိုတာမှလည်းဆရာဆရာမတွေကမလုံလောက်မှုတွေလည်းရှိတယ်အဲ့တော့အဲ့မှာလည်းပြီးတော့တစ်ခုရှိတာကဒီလိုကျမရဲ့ခန္ဓာတွေကရှိတာရှိတယ်နဲ့အဲ့လာကတကယ်လည်းသူ့လူတွေကိုလည်းပတ်သက်ပြီးတော့အခုဖြစ်တဲ့ဆိုတာမှဒီကနေ့ကတော့ရောက်စစ်ကြည့်သားမှုဆိုတာမှနေနေရဲ့ရည်ကြီးမှုတွေရဲ့အနေထားမှာပဲရှိနေကြတဲ့အကြောင်းကိုမဖြစ်နိုင်ဘဲနဲ့ ဒီဒီကြီးအောင်လို့ပြည်သူ့ကုတာပေးဖို့အဖွဲ့ကြီးတွေသူသာရဖွဲ့ကြီးတွေသူသာပိုင်ရဲကလုပ်ပြရမယ်ခန္ဓာကြီးလည်းအများကြီးလိုအပ်နေအောင်သိရတယ်ခင်ဗျာအေယာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါခင်စောမှုကတော့ရေမြုပ်ခဲ့တဲ့ရွာတွေမှာကူးဆက်ရောဂါကြီးတွေမဖြစ်သေးဘူးလို့ပြောခဲ့သလိုလိုအပ်တဲ့စေဝါတွေကိုလည်းကျေးလက်စေပေးကမ်းတွေကိုပေးပို့ထားတယ်လို့ပြောပါတယ် တာပေါင်းမျိုးနယ်ကစာတင်ကျောင်းတွေကိုပြန်ဖွင့်နေပြီဖြစ်ပေမဲ့ကလေးငယ်အချို့ဟာလမ်းမဆက်သွယ်ရေးအခက်အခဲကြောင့်စာတင်ကျောင်းတွေကိုတွားရောက်နိုင်မှုနှဲပါနေပါသေးတယ်။